နာမည်ဘိုင်းဆိုတကြလည်းအားလုံးကြောင်းရှင်ပါစေ။ကျောင်းကိုဘိုင်းဆုမကောင်းတော်ပါလေ။ဒီနေ့က၄ရက်၁၀လ၂၀၂၅ပါเนาะ။ဒီနေ့ဆိုရင်တရင်ကျအဲကျွန်တော်ကတ်ဆမ်းမဲ့လက်ဆောင်လေးကိုဒီနေ့ကတ်ဆမ်းမဲ့လက်ဖွင့်ပေးပါမယ်။အခုဘိုင်းကသိရှိတဲ့အကြောင်းအရာလေးကိုအယူလို့ share လေးပြန်ပြီးမျှဝေပေးပါမယ်။ ဘဲထုတော်ကိုပြောလဲမတတ်နိုင်ဘူးเนาะအဲဘဲထုတဲ့အကြောင်းလေးကိုအရင်ပြောပြမယ်။သခိုင်းတိုင်းဒဇယ်မျိုးနဲ့အဲမှာရှိတာရှိတဲ့နေရာလေးကိုအဲမှာရှိတဲ့နေရာလေးကိုတပ်မတော်ကစစ်ကြောင်းထိုးတယ်။နောက်တစ်ခါကျတော့အဲ့ဒီမှာပဲသခိုင်းတိုင်းဘက်မှာပဲခပေါင်းကြိုင်ရောမှာအာသာတဲ့ညောင်းထဲမှာအထိုင်ချပြီးတော့စခန်းလုပ်နေတဲ့ပါအဖပါပတ်တာဖပါเนาะအသူအဖွဲ့တွေကိုတပ်မတော်ကဘဲထုပြီးတော့ရှင်းလင်းလိုက်တာရှိတယ်။เนาะနောက်တစ်ခါကျတော့ရွှေဘူက အဲ့ဒီတက်ကနန်းရွာလားအဲ့ဒီမှာဆိုလည်းပဲတပ်မတော်ကအာစစ်ကြောင်းထိုးတယ်အဲ့ဒီမှာပွဲကနေတယ်ပွဲကပြီးတော့တပ်မတော်ကလည်း drone တွေနဲ့အဲလက်နက်ကြီးတွေနဲ့ပြက်ခတ်ရှင်းနေနေတာကိုကျွန်တော်တို့တွေ့ရတယ်အဓိကတော့ပေါင်းမြူနယ်ပေါ့ဗျာပေါင်းမြူနယ်အနောက်ဘက်မှာရှိတဲ့စင်ကြီးတောင်ပေါ်ကိုတပ်မတော်က fit to တယ်နော်ဘိုးဂျက်ဖိုင်တိုင်းနဲ့ fit to တာဘိုးကျရှင်းနေမှလည်းတိုက်တယ်အဲ၃၄ချိန်တော့တိုက်ခတ်လိုက်တဲ့အချိန်တိုက်၃လုံးလုံးအနည်းဆုံး၃လုံးပေါ့ဗျာအဲ့လိုချလိုက်တဲ့အချိန်မှာအကြမ်းဖက်တွေတော်တော်များများလက်ကုံရတာကိုတွေ့ရတယ် ဒီနေ့နဲ့အချိန်ခါရအကြံဖက်တွေတော်တော်များများလက်တယ်ဒီအချိန်မှာเนาะပြီးတော့ထီးလင်းနဲ့ပေါက်အဆက်မှာရှိတဲ့ရွာတွေပေါ့เนาะအဲ့ရွာတွေလည်းတက်မောင်ကပါဝါဒါဒီနေ့ဘက်ထူရှင်းနေတာကိုကျွန်တော်တို့တွေ့ရတယ် အရင်ကလည်းပဲအကြမ်းဖက်တွေတည်လိုက်တာတည်လိုက်တာကိုတွေကတော့အဲဒါတကြံတရင်ကြောက်လဲတဲ့တကြံတော့ဖြစ်တယ်တရင်ကြောက်လဲဖြစ်တယ်အဲနီးပြီဆိုတော့သူတို့အတိတ်ဘောက်တွေတိတ်မပြောကြမှာဘူးသူတို့လည်းမြန်မာလူမျိုးတွေမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်အဲစိတ်မကောင်းစွာနဲ့ပဲပြောနေရတာပါနော်အဲနောက်ပခုတ်ကူတတိယရဲ့ PI ကြီးလဲ PI ရောပေါ့နော်ပခုတ်ကူမှာ PI ရော ဟိုလည်းပဲတက်မတော်ကစက်ကြောင်းထိုးပြီးတော့ရှင်းနေနေတာရှိတယ်စက်ကြောင်းသုံးရှင်းနေနဲ့အကြက်ဖက်တွေအရှင်နေရတယ်အသေးသေးရတယ်လက်နဲ့တွေလည်းရအထိုင်ကန်းတွေလည်းရတယ်နောက်အဲ့မှာသူတို့ကဘလူတွေငိုခဲဆိုတော့ညိုင်းပါလေဒေါင်းမင်းတို့အဖွဲလာအဲ့မှာငိုကြွေးနေကြတယ်ဗျာသူတို့ဟိုနေမအဆုံးရှုံးသွားတဲ့ခါလေးနောက်သူတို့ပြီးတော့ပတ်စံပြန်ပြီးတော့အလူခံမှာပေါ့တောင်းမှန်ရမ်းမှာပေါ့အဲ့လိုဟာလေးတွေသူတို့ရှင်းပြနေတာကိုကျွန်တော်တို့တွေးကြည့်ရတာရှိတယ် နောက်ဒီဘက်ပဲကိုတိုင်းဘက်ကိုဆက်ကြည့်ပါဆိုအထက်မင်းလာပေါ့အဲမင်းလာဘက်မှာပေါ့အထက်မင်းလာဘက်မှာဆိုလဲဒါလင်းကဲရဲစကဲအနီးမှာရှိတဲ့ရွာတွေကိုတပ်နော်ကစစ်ကြောင်းထိုးတဲ့နိုင်မြေရှင်းတဲ့အဲ့လိုမျိုးတွေတော့ကျွန်တော်တို့ဒီလုံနေတာတွေ့ရတယ်နော်နိုင်မြေရှင်းတဲ့စစ်ကြောင်းထိုးတဲ့အကြမ်းထက်ပုံအကြမ်းဖက်တွေကိုလိုက်လံတုပ်တယ်ရှင်းနေနေတာကိုတွေ့ရတယ်နောက်တစ်ခါအဲ့ဒီကျိုးပင်ကောင်းမှာဆိုလဲကန်ဦးရွာရှိကန်ဦးရွာမှာရှိတဲ့အကြမ်းဖက်တွေကိုလည်းဒီ drone တွေနဲ့အဲရှင်းနေနေတာကိုကျွန်တော်တို့တွေ့ရတယ် နောက်အနောက်အုပ်ဘုဘက်မှာဆိုတော့တကြီးကျိုးကိုင်းမင်ရွာပေါ့ကျိုးကိုင်းမင်ရွာရဲ့မအူတန်းရွာရဲ့နောက်တစ်ခါကျတော့ကိုင်းကြီးရွာရဲ့အဲ့မှာတပ်မတော်ကဖိထုပြီးရရှင်းနေတာရှိတယ်ပါမော်တိုင်နဲ့အကြဖတ်တွေရှိတဲ့နေရာတွေစကန်းတွေဒီအကြဖတ်တွေနေအိမ်တွေကိုပါမော်တိုင်နဲ့ကြည့်ပြီးတော့အပေါ်ပိုင်းနဲ့အကုန်ကြည့်ပြီးတောက်ချောက်ပြက်ခတ်ရှင်းလင်းနေတာကိုကျွန်တော်တွေ့ရတယ်အခုတလုံးကတော့တပ်မတော်ရဲ့အဲထိုးစစ်တွေ ဒိုးစစ်တွေတော်တော်ကောင်းတယ်ကနေရာတိုင်းမှာဟိုတော်တော်ကောင်းတယ်ပြီးတော့အကြမ်းဖက်တွေရှိတဲ့နေရာကိုတီတီတကြနေနဲ့လိုင်းလိုင်းရှင်းနေတာကိုလည်းကျွန်တော်တွေ့ရတယ်။နောက်ကျွန်တော်တို့ကချင်ပြည်နယ်ဘက်ကိုပြောမယ်ဆိုဖာကန့်လို့ပါလို့ပေါ့နော်ဖာကန့်မှာဆိုတော့စမ်းကြောက်ရအနီးမှာရှိတဲ့ဒီညောင်ပင်ကုန်းအတက်လေးမှာရှိတဲ့အဲသူကုမ္ပဏီတစ်ခုကုမ္ပဏီပေါ့အဲ့ဒါအရင်တော့အကြမ်းဖက်တွေ KIA နဲ့ AE နဲ့ပိုင်တဲ့ကုမ္ပဏီလို့ကျွန်တော် share ကုမ္ပဏီလို့ကြားသိရတယ်။အဲ့မှာရှိတဲ့ဆယ်ရန်နေရာတွေလည်းတခါတည်းအကုန်မီးရှို့ဖျက်ဆီးပြတာကိုကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အမှန်ငယ်ဆယ်ရန်နေရာတွေတော့ ဟိုယူတောက်တော်နေနဲ့နိုင်ငံတော်ပိုင်းနဲ့တိုင်းနိုင်မှာဆိုတော့သူကားတွေကတော့တပြိုးတည်းပါလို့ကျွန်တော်တို့ကတော့အဲ့လိုဆက်ရနေရတဲ့အခေါ်လို့ဆိုနိုင်ငံတော်ပိုင်းပြည့်ဒါတောက်တော်ကဒါရလိုက်တဲ့ဟာဆိုနိုင်ငံတော်ပိုင်းပြည့်အကုန်သိနေရမှာအကြမ်းဖက်ကဟာဒီဆိုတော့အကြမ်းဖက်ကိုအားပေးခဲ့တဲ့တစ်ချိန်တော့တစ်ချိန်တော့အကြမ်းဖက်လက်အောက်မှာလက်လောက်ခဲ့ဦးတဲ့ဆိုဒါအကြမ်းဖက်ပြစ်စီတွေပဲဖြစ်တယ် နိုင်ငံတော်ပိုင်းဖြစ်တော့တိတ်တတာပေါ့ပဝင်းကြီးကတော့ပြောပါပေါ့အမရှစ်တက်ကအာဒါလေးလာပြီးတော့မတရားသိမ်းတော့ပြောမှဆိုလို့လည်းဖြစ်ကောင်းပြောမှာပေါ့ကျွန်တော်နေနေပဲကျွန်တော်ပြောတာတော့အဲကျွန်တော်တော့ပြောပါဒါတော့နိုင်ငံတော်နဲ့တော့နိုင်ငံတော်ဆင်းလောက်တာပါပဲကျွန်တော်တော့နည်းနည်းအဲအချာလူငယ်ဌာနလေးနဲ့ပြောတယ်လို့ပဲပြောမှာပေါ့နော်အားဆိုကျွန်တော်ဆိုလို့ရှင်အကောင်လုံးနိုင်ငံတော်ပိုင်းနဲ့အကောင်သိမ်းပါပြီးလို့ချက်လို့ချင်းအဲ့ဒီပတ်ဖို့လေးအဲ့ဒါလေးအကုန်လုံးကိုဘာပြန်လုပ်ရမလဲဆိုတော့အဲ့မှာ lamp ကြီး lamp ပေါက် ုံးကဆွဲရမယ့်နေရာမှာအဲ့ဒါလေးပြတော့မယ်။နောက်မဆိုနိုင်ငံတော်ဈေးတွေထပ်ကုန်မှာဆိုတော့နော်။ဒါကျွန်တော်အမြင်တွေ့ပြောတာပါ။အဲတချို့ကလည်းအမြင်အမျိုးမျိုးရှိပါမယ်။ကျွန်တော်အဲ့လိုမျိုးပြောလိုက်လို့ရှိရင်အဖြစ်ပြောမဲ့လူတွေဟောဆိုတန်းစီပြီးခွဲလာလေ။ကြောက်ကြောက်ပါကြောက်နေကိုပြချက်တာကိုပြောတာနော်။အဲနောက်တစ်ခုတက်ပြောပြအောင်မယ်။ဒီလုံခဲမဲ့ဆိုတော့လုံခဲမဲ့ဆိုတော့ကျန်တဲ့ကရေမော်တို့ ကလေးမပတ်မှာပေါ့နော် crazy ဇာလပိဒိုင်ရှိတယ်အဲ့လပိဒိုင်အရှိမရှိတဲ့ဟိုသူတို့ကချက်လိုက်ဘာခေါ်လဲဗျကတုကပါလို့ဟာညာသူတို့ခေါ်လဲဗျကချင်ဘက်ကအရာရှိတက်ဦးရေဘေးနားမှာရှိတဲ့အဲအခြားသူတို့ရေဘော်တွေရေမနေ့ကအဲ့ဒါဒေါင်းနဲ့ရှင်းလိုက်တာငါးလောက်လက်သွားတယ်လို့ကျွန်တော်ကြားသိရတယ်နော်ငါးလောက်လက်သွားတယ်လို့ကြားသိရအဲ့မှာသူတို့ရဲ့ အဲ့မှလည်းသူတို့ကအရာရှိတွေအဲကျွန်တော်ဆိုတော့တော့ကတ်ချလန်ကဘာလားကတုကဘာလားမသိသူတို့ကအဲ့လိုခေါ်တယ်အဲ့အဲ့မှအဲ့ပဲအကြီးဆုံးတကောင်တည်တယ်နောက်၄၅ရောက်လောက်တက်တယ်လို့ကျွန်တော်တို့ကြားတယ်ဒဏ်ရာရတယ်လို့ကြားတယ်တကယ်တိတိကျတော့၂ရောက်လာမသိတွေ့တယ်တည်တာပေါ့နော်ကျွန်တော်တို့ဒဏ်ရာတွေရတယ်ဝိုင်းမော့ဘက်လည်းပွဲတွေကာနေတော့မယ်နောက်မင်းကလည်းဝိုင်းမော့ဘက်မှာငန်းတောင်လျှောက်တက်မလို့ကဟောဘူးနေတာတော့ကျွန်တော်တွေ့ရတယ် ဘာမမလည်းနေနေရှင်းနေတော့တွေ့ရတယ်။ဘာမအခုထိတော့တက်ပြတသားတော့မရှိသေးဘူး။ဘာမအမကြိုင်လေးစုခွာတော့မလားမလာတော့မသိဘူး။သူတို့ဘာမဘက်ကိုပြေးရမလားဘယ်လိုလဲတော့မသိဘူး။ဘာမကလည်းတိုက်နေတာပဲ။ဘာမကလည်းတိုက်နေတော့ဘာလို့ပြောရမလဲ။သူတို့ရတာလည်းမဟုတ်သေးဘူး။ဘာမလည်းမရသေးဘူး။ဘာမလည်းအပြီးမရသေးဘူး။ဘာမကအပြင်ပါဆိုလို့ရှင်လည်းပဲအဲဟိုတီးတူးစစ်တွေရောဒီဘက်ဟိုဘက်ဒီဘက်ဒီမှာတက်မလို့သားတွေရောရှိသေးတယ်။ရှိတယ်။လုံးဝဟိုလွတ်လွတ်ကျွတ်ကျွတ်မဟုတ်ဘူး။ဘာမကလည်းဘာမကအဲ့လိုဖြစ်နေတယ်။ လွတ်လွတ်ကျွတ်ကျွတ်ဘာမှမရှိသေးဘူးเนาะအဲ့တော့ KYE တွေကတော့ဗမောကတော့ဆွန့်ခွာမယ်လို့တော့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်။နောက်ကျွန်တော်ဒီဘက်ကြောင်းမယ်ဗမာဆိုလို့ရှိရင်လည်းတီဘောတီဘောဆိုလို့ရှိရင်ကျွန်တော်ကြောင်းမယ်ရပြီပါရတဲ့အချိန်မှာပဲအဲနမ်ဒူတို့မန်တုံတို့အဲဒါတွေဗစ်ထူရှင်နေတာရှိတယ်။နောက်ခါကျတော့ဘောဂျိုတို့ဘောဂျိုဆိုတာဟိုနေမှာတီဘောတို့တီဘောတို့လည်းဒါဗစ်ထူမနေ့ကတော့ဗစ်ထူရှင်နေတာကိုကျွန်တော်တို့တွေ့ရတယ်နော်။ ဘောဂျိုကြီးရောတော့ဗစ်ထုရှင်းနေနဲ့အဲပြီးတော့တီဘောကကုမုရာဟိုတယ်ကြီးပေါ့အဲအဲ့နေအောင်လည်းအဲဗစ်ထုရှင်းနေတယ်ပေါ့နော်အဲဗစ်ထုရှင်းနေတဲ့နောက်ပိုင်းမှာတီဘောဗစ်ထုရှင်းနေလိုက်လဲပြတယ်ပြတီဘောမှာရှိတဲ့ပြည်သူတွေကအကောင်လုံးကတက်မလို့လာတော့မယ်ဆိုတာတည်တဲ့အတွက်ရှောင်ပြေးနေကြရင်ဖြစ်တယ်ဂျိုတင်ရှောင်ပြေးရတာဖြစ်တယ်ဘာဖြစ်လို့ဂျိုတင်ရှောင်ပြေးရလဲဆိုတော့ပလောင်နေနဲ့အတူတူနေလို့ရှိရင်သူတို့ကလက်တော့မှဆိုတာတည်တယ်သူတို့အိုးအင်းတွေပြည့်စည်တော့မှဆိုတာရှိတယ်အဲ့တော့တက်မလို့အတွက်လာရောက်တဲ့နေရာမှာခေါင်းဆိုတော့သူတို့အကောင်လုံးရှောင်လိုက်တဲ့ခါကျတော့ ကြံနေတဲ့သူကအကြမ်းဖက်တင်နဲ့အဲမပြေးနိုင်မဖြစ်နိုင်အဲ့နာကိုတပ်နော်ကထိမ့်သိမ့်သိမ့်နဲ့အဲကြောင်မဲကိုထိမ့်သိမ့်တယ်လို့အသာသာလေးနဲ့တက်ထိုးပြီးတော့ထိမ့်သိမ့်လိုက်မှဆိုရင်တပတ်အတွင်းတော့တီဘောရရှိလိမ့်မယ်လို့ကျွန်တော်နေနဲ့မျှော်လင့်နေတီဘောပြီးွားလို့ချင်းကျွန်တော်အဲမုတ်ခုတ်ပေါ့မုတ်ခုတ်တို့မိုင်းကောတို့မိုင်းလုံးတို့လည်းဒါမင်းကဖိတိထူတဲ့လက်နိုင်ကြီးတွေနဲ့ရှင်းနေတယ်အောင်တွေ့ရတီဘောမုတ်ခုတ်ကောမိုင်းကောရော နောက်ကမိုင်းလုံးဘက်ကောเนาะ ဘက်ထူတဲ့ရှင်းနေတဲ့လက်နက်ကြီးတွေနဲ့ဆုံးမနေတာကိုမနေ့ကတော့ကျွန်တော်ကြားသိရတာရှိရတယ်။တမ်းတော်ကဇတိုင်အင်းနိုင်အားတိုင်းနဲ့တိုက်ပြီးတော့အသက်ဆုံးကြိုးပမ်းလှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရှိနေရတယ်။နောက်တစ်ခါမင်းလက်ပံတို့နော်မေထော်တလေးတို့နောက်တစ်ခါအာဖလူတို့ဘက်တွေမှာလည်းဗီဒီထူနေတာတွေ့ရတယ်။အဲ့ဒါပဲပဲလဲဆိုတော့၄ဂီကောဘက်တွေပေါ့၄ဂီကောကဟိုဘက်ပေါ့မြောက်လီနဲ့လည်းဆက်ဆက်နေပြီပေါ့နော်။အဲ့၄ဂီကောမှလည်းမနေ့ကဒိုင်ဝဲတွေတောင်းဆောင်တိုက်တယ်။အဲ့မှလည်း၄ချောင်းတွေပေါ့ လက်နိုင်ကြီးတွေရောဒုံးတွေရောမဆိုင်တွေရောကောင်းကောင်းတော့ကျွေးနေတယ်။ကောင်းကောင်းကျွေးနေဆိုတော့သူကနည်းနည်းဖြန့်ခွဲနေတဲ့နေရာမျိုးတွေကြတော့ပြီးတော့သူတို့ကကြိုတင်းလို့ရှိတာတော့အကုန်လုံးကမိုင်းတွေချထားတာရှိတယ်။ကြောက်ကြားစနစ်တွေရှိတယ်၊စနိုက်ပါတွေရှိတယ်။အဲ့တော့တမောင်ကအထိကိုက်ကြဆုံးနေအောင်တော့စနစ်တကျနဲ့လှုပ်ဆောင်နေတာကိုကျွန်တော်တွေ့ရတယ်လေကီကော်လိုကတော့ရမှာပါဒီရပိုင်းလောက်ပဲကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့တမောင်အင်းနိုင်ရတဲ့ပြီးတော့ရာသီဥတုလေးပဲကလည်းမူတည်ပြီးတော့လှုပ်ရတာလည်းဖြစ်တယ် နောက်တစ်ခုကြတော့ဒီမဲရွေးကောက်ပွဲလဲလှုပ်ပေးဖို့အတွက်လဲတို့ကစီစဉ်ရတာဆိုတော့အာသုံခွန်ဆိုင်နဲ့လှုပ်မှာတော့မြင်ပါတယ်အဓိကတော့ရာသီဥတုကြောင့်လို့ဖြစ်မယ်။နောက်အဲဒီမော့ဆိုဘတ်ဆိုလဲဒီမော့ဆိုဘတ်ဆိုလဲဒီဖရူဆိုလန်ထီကတော်တော်ထိတ်သိမ်းပြီးတော့တိုက်ပွဲတော့တိုက်နေတော့ပဲမနေ့ကတော့တိုက်ပွဲကလာရှိတယ်။ပွဲကလာရှိတော့ KDF တွေလဲတေတာကိုကျွန်တော်တို့ကြားသိရတယ်အလောင်းကြီးဘာလို့ဘလောက်တော့တေတဲ့တော့မသိတပ်မတော်ကတော့စစ်တောင်းတို့ရှင်းနေပြီးတော့တော်တော်ကြီးကိုတုံ့တင်နေတာကိုတွေ့ရတယ်။နောက်ရခိုင်မက်ကိုကျွန်တော်ပြောခြင်းတယ်။ ရခိုင်ဘက်ကျတော့ကျွန်တော်တို့ဒီကြောက်ဖြူဘက်မှာဟိုအဲ့မှာမလားပွဲရကားတာပဲဒီလက်ခမော်တို့ပြားတဲတို့တပြူတောင်းတို့မလားကျွန်တော်တို့ဘက်မှာအဲပြီးတော့ပျောက်သွားလိုက်ပြပေါ်လာလိုက်တော့ဖြစ်နေမနေ့ကတော့ကလဘာရွာအနီးမှာရှိတဲ့အဲခေါ်တူတောင်းနန်းတစ်ဖက်တို့ထိုက်ရှင်းအဲတိုက်ပွဲတွေတိုက်ပွဲတွေကားတာတော့ရှိတယ်ဒီအမ်ဘရန်လမ်းပေါ်ဘက်တွေလည်းပဲတိုက်ပွဲကားတာရှိတယ်နောက်ညောင်ကျိုးဘက်တွေလည်းပွဲတွေကားတာရှိတယ်အဲ့မှာကျွန်တော်တချို့ကလေးတွေပုံထုတ်ပြမှာဒါညောင်စန်းဒေသမှာရရှိတဲ့ဟိုနင်းလေးတွေပေါ့ကျွန်တော်တို့ လက်နက်တွေနဲ့အေးအလောင်းတွေအများကြီးပဲတစ်ထက်ကြီးပဲเนาะကျွန်တော်ဒီမှာပုံနေမှာပြထားပေးမယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကအဲ့မှာမင်းကခြားတဲ့ဥစ္စာလဲကျွန်တော်ဒီဒီပြည်တယ်เนาะညခြားတာလည်းပြည်တယ်အဲ့တော့အားလုံးကိုကျွန်တော်ကဘာကြောင့်ပြောပြလဲဆိုလို့ရှိလို့ချင်းရခိုင်ပြည်သူတွေပြန်ကျင်တဲ့သူတွေအပျော်ရွှင်မှုရအောင်လို့တက်မောင်ကလည်းပဲအင်းနိုင်အားတိုင်းနိုင်ငံတော်အတွက်လှုပ်ဆောင်ပေးနေတယ်ဆိုတာကိုသိရှိစေချင်တဲ့ဆန္ဒတစ်ခုကြောင့်ပြောပြတာဖြစ်တယ်เนาะနောက်တစ်ခုကျွန်တော်ပြောပြမယ်ရခိုင်ပြည်နယ်ကကျွန်တော်တို့ကစိုးရိမ်နေ အကြီးဆိုရင်တတိလေးဆိုရင်တော့မဟုတ်ဘူးเนาะဘာဖြစ်လို့ဆိုဟိုဘက်မှာရှိတဲ့ဘင်္ဂလားဒေ့ဘက်မှာရှိတဲ့တချို့နိုင်ငံသားတွေမှာရောက်နေတဲ့အဲ AA ရဲ့ပါထနာတဲ့ AO ဝင်ဝင်ထည့်ပေးနေရတဲ့လူတွေကဘာဖြစ်လို့ AR 63ရခိုင်နှောင်းလောက်ရခိုင်ပြည်နယ်မှာထိန်းချုပ်ပြီးသွားပြီဖြစ်တဲ့အတွက်သူတို့အစိုးရပြည့်အတိမန်ပြဖို့ဆိုပြီးတော့အဲတောင်းခံနေတာရှိတယ် ဒါလည်းပဲတစားတစားနဲ့တော့တိတ်ခါကြတာပေါ့နော်အဲ့တော့အေးဒီကိုကျော်တို့ဒီတောင်ပိုင်းတချမ်းလောက်ကနေပြမောင်းထုတ်လိုက်မှဆိုတော့သူတို့အဲ့ဒီပါဇက်တွေပိတ်ကုန်မှာပေါ့နော်တက်မလော်ကတနားငင်းညာဆောင်နဲ့လှုပ်ပေးတာတဲ့အဥ္စာကိုသူတို့တွေကမန်တက်လာတာဖြစ်တယ်အဲ့တော့တက်မလော်ရဲ့ဂုံတိတ်ခါမြန်မာနိုင်ငံရဲ့ဂုံတိတ်ခါနဲ့မြန်မာမြေမြေပုံကြီးမပြတ်စီတော့အောင်တော့တက်မလော်ကြီးကအာဒီရဲ့ပိုင်းမှာဘယ်လောက်ထိဘယ်လိုထိလှုပ်ဆောင်မလဲဆိုတာကိုကျွန်တော်တို့ကကြည့်ရမှာဖြစ်တယ်နော် အဲ့လိုမျိုးရတာနိုင်ငံတကာအဖွဲ့ပေါင်း200ကျော်ကနေပြီးတော့မှ AU အစိုးရရဲ့အသိမှတ်ပြုဖို့ဆိုပြီးတော့နှုတ်ဆော်စာတွေဖြစ်လာပြီเนาะအဲ့အဲ့ဒီကတည်းကနောက်ပိုင်းတကြိမ်ပြည့်ပြည့်နေဖြစ်လာလိမ့်မယ်တကြိမ်ပြည့်ပြည့်နေဖြစ်လာတဲ့ခါကြလို့ရှိရင်အဲတောင်တော်အနေနဲ့နိုင်ငံတော်အနေနဲ့အစိုးရတရအနေနဲ့တော့အဲဒီဘာမဟုတ်ဘူးဆိုပေမဲ့လည်း pressure တော့နည်းနည်းတော့ရှိလာလိမ့်မယ်တင်တယ်အဲ့တော့ pressure တွေမရှိအောင်ဆိုရင်တော့ကုရမှာအဲနည်းနည်းခက်ကြံတန်းတန်းလေးနဲ့ ဆုံးမလိုက်မှာဆိုရင်အဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့တော့မျှော်လင့်နေကျွန်တော်တို့ကတော့အဲဘသူဘသူတာစီနာစီမရှိဘူးတက်မလို့ရရခဲ့ပုံစံတိုင်းပြန်လုပ်ပေးခဲ့တယ်ဆိုလို့ရှိရင်ဒါတက်မလို့ရခုံသိခတက်မလို့ရဘဝနိုင်ငံရဲ့ခုံသိခနိုင်ငံရဲ့ဘဝပဲဆိုတာမျိုးကြောင့်ကျွန်တော်တို့အဲဒါတောင်းဆိုရတဲ့အနေအထားမျိုးရှိကြပါတယ်เนาะဒါကျွန်တော်တို့ကပြည်သူပြောင်းနေတဲ့တောင်းဆိုတာတိုက်ဒီရခိုင်ပြည်နယ်မှာအများကြီးမဟုတ်ရင်တော့မှကျွန်တော်တောင်းပိုင်းတချမ်းတော့ရရှိစေချင်သေးတယ်အဲ့တော့အားသူခေါ်တိုင်းလည်းပဲတက်မလို့ကြီး ိုဒါတောင်းဆိုရပါတယ်ဟုတ်နော်ပြည်ရခိုင်ပြည်သူများကိုစားလဲတောင်းဆိုပေးပါတယ်နော်ကျွန်တော်တောင်းဆိုပေးပါတယ်ဘာကြောင့်လဲဆိုတော့အဲစေဘေးထဲမှာဒုက္ခရောက်နေတဲ့ညက်ပြတ်နေတာသူကတအားများလာပြီးတော့မှမျောလိုက်ပြက်ကြည့်တာညောင်းတက်မတော်တအူးပဲရှိတော့တာမဟုတ်လို့အဲတအူးမြမတက်မတော်ကိုပဲဒါနေတိုင်းလို့ဖျားတဲ့ဘွယ်ရှိခိုးပြီးတော့ပဲဒီရခိုင်ပြည်ကြီးသူတို့ ဒီတောင်ပိုင်းတခြားနောက်တော့ပြန်ရအောင်တိုက်ခိုက်နိုင်ပါစေလို့ဒါသူတို့ပြောဆိုတာနေတယ်ကိုကျွန်တော်လည်းသတင်းပြန်နေပြောပြတာဖြစ်ပါတယ်အခုကျွန်တော်ကန်ဆမ်းမဲ့အစီအစဉ်လေးမှာတရင်ကြွအတွက်ကျွန်တော်ဒီရက်ကနေကြိုနိုင်တဲ့ခါကြတော့ကျွန်တော်တို့ဒီ delivery နဲ့ပို့တဲ့ခါကြလို့ရှိလို့ရှိအဆင်ပြေတော့အောင်အခုကျွန်တော်ကန်ဆမ်းမဲ့လေးနိုင်ပြပါမယ်အဲပေါက်တဲ့လူပေါ့နော်အဒီထဲမှာ ကန်ဆမ်းမဝယ်တဲ့လူတည်းရှိတယ်မဝယ်တဲ့လူကတယောက်ပဲရှိတယ်မဝယ်တဲ့လူကတယောက်ပဲကန်ဆမ်းမလိုချင်ပါလေလို့ပြောတယ်မဝယ်နိုင်လို့ပြောတယ်ဒီတော့ကိုကျွန်တော်ဒီကနေမှလက်ဆောင်မန်နေဂျာကိုပေးခိုင်းတာပါလားကဲအခုကျွန်တော်ကန်ဆမ်းမနိုင်မယ်ပောက်တဲ့လူကိုကျွန်တော်နံပါတ်လေးတွေပြောပြမယ်နော်နံပါတ်လေးတွေပြောပြပြီးမန်နေဂျာနေပြီးတော့မှဖုန်းဆက်သွယ်ပေးပါလိမ့်မယ်ဒုတိယကိုမိမိတို့ကပောက်တဲ့လူတွေနံပါတ်မှန်တယ်မိမိနံပါတ်ပါတယ်ဆိုလို့ရှိရင်မန်နေဂျာကိုဖုန်းဆက်သွယ်လိုက်ပါအခုကျွန်တော်ကန်ဆမ်းမစေစာကိုနိုင်ပေးပါနော် sẽ mẹ, lo nhân nên lo alo nhưng mà tối lên lo tan này à đấy hú, ở cháu sẽ sáu đấy, nó, nãy bữa cháu sẽ sáu đấy yếu yếu ý, nó tao mới thân này nè, nãy bữa nãy bữa mà nãy sáu đấy yếu yếu nè. နံပါတ်21ရောက်6620နောက်တစ်ခုက6620 36သုံးခုရှိပါပါလေနံပါတ်21တူရမယ်21တူပါတယ် 21တက်ဦး66 36နောက်တမဲက62တက်ဦး62တက်ဦးနောက်ထပ်နိုင်ပြီပါပဲသုံးဆက်သုံးတူ33တူနှမဲ၄မဲ၆မဲရှိပါပါလိမ့် ဲ့နဘာကူတူနဘာကူတူနဲ့လေးချက်ခုနမဲ့သုံးဝဲကြပါလေအော်တာရှိစတဲ့တော့တူပါပါသေးတယ် ကဲတရားပါလဲဗျာ29တဥပါပါတယ်ကဲနံပါတ်1တမဲပါပါတယ်နော်နံပါတ်1တမဲပါပါတယ်အခုဒါကသမဲရရှိတဲ့ညီကောင်မတော်တွေအေးထပ်ကြွားပါမယ် မိမိတို့ကလည်းဖုန်းဆက်လို့ရပါတယ်ဒီကမန်နေဂျာနေပြောမှလည်းဆက်သွယ်ပေးမှရှိပါတယ်နော်မန်နေဂျာလည်းဆက်သွယ်ပေးမှရှိပါတယ်ကျွန်တော်စောစောပြောတဲ့နံပါတ်၄နောက်တစ်ခေါက်ထပ်ပြောပြပါမယ်နံပါတ်၉ပေါက်ပါတယ်နံပါတ်၂၀ပေါက်ပါတယ်နံပါတ်၂၁ပေါက်ပါတယ်နံပါတ်၂၉ပေါက်ပါတယ်နံပါတ်၃၃ပေါက်ပါတယ်နံပါတ်၃၆နံပါတ်၆၆ 62နံပါတ်1အားလုံးပေါက်ပါလေဗျာအဲ့ဒါလေးကကျောင်းတို့အထယ်လက်ဆောင်ပို့ပေးပါမယ်အထယ်ကန်ဆမ်းမဲ့ပေါက်တဲ့အထယ်လေးပို့ပေးပါမယ်အားလုံးကျမ်းမာစေကြောင်းဆုမွန်ကောင်းတောင်းရတယ်ဗျာဒီတတိယကျမစပြီးတော့တိုင်းပြည်နဲ့အေဂျင်စီနိုင်ငံတော်ကြီးနဲ့တာယာကျော်ဆွေးမာစေကြောင်းနဲ့ကျွန်တော်တို့ညီကမောင်မလေးဖျားသောကျောင်းတက်မှာလှပတရားစွာလေးနဲ့ပြုံးပြောရွှင်နိုင်ကြပါစေလို့ဘာရက်ကိုဆုမွန်ကောင်းတောင်းရနိုင်ငံတော်အေဂျင်စီမျှော်လင့်ရင်းနဲ့ပဲကျွန်တော်တို့တွေတဘဝသာသနာပြုကြရအောင်ဗျာ